TVB ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းစုံခလာခရိုင်ဟဲ့ရိုင်မြို့ကရေဘေးသစ်မြန်မာရွှေ့ပြောင်းလှုပ်သားညီကိုနှစ်ယောက်ဟာအခုတစ်ပတ်ကထွက်သွားတဲ့ထိုင်းထီပထမစုပေါက်ကနန်46 12 5 2နှစ်ဆောင်တွဲပေါက်ပြီးစုငွေဘတ်ဆက်နှစ်တန်ဘတ်သိန်း120ရရှိသွားခဲ့ပါတယ်။အဲ့ဒီညီကိုနှစ်ယောက်ဟာရခိုင်ပြည်နယ်ကဖြစ်ပြီးဟဲ့ရိုင်မြို့ရဲ့အပြင်က တစ်ထုတ်လို့ရေစက်ယုံမှာအလောက်လာလုံနေကြတဲ့သူတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကဟက်ရိုင်မျိုးရေးကြီးတော့ရေးပေးရှောင်ရင်အလူရှင်တယောက်ကပေးတဲ့ထမင်းဘိုးတဲကနေထီးနှဆောင်ဝယ်ယူတာမှာကန်ထိုးစွာနဲ့နှဆောင်လုံးပထမဆုံးပေါက်သွားခဲ့တာဖြစ်တယ်လို့ဟက်ရိုင်မှာရွှေပြောင်းလုတ်သားရေးကူညီဆောင်ရွက်ပေးနေသူကိုပါရီကပြောပါတယ်။ န္တလေးတိုင်းတောင်သာမြို့နယ်ကပဲခင်းကျော်ကြေးရွာတွေကိုဒီဇင်ဘာလ2ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံတွေဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့်လူနေအိမ်80နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စကိုင်းတိုင်းရင်းမာပင်မြို့နယ်တရပင်ရွာကိုဒီဇင်ဘာလ3ရက်နေ့ညနေ9နာရီအချိန်မှာစစ်ကောင်စီလေတပ်ကချက်တိုက်လျင်တစည်းနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ TV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။